ကမ္ဘာအကြီးဆုံးမီတာနေရာရှိတဲ့ Rainbow Flag ကြီးနဲ့ဒန်းတူညီများရဲ့ချစ်ချင်းတရားတွေကိုပြသခဲ့တဲ့ Bond This Way ဒီကတူခွန်ဒီနေ့မှာတော့ထိုင်းနိုင်ငံဘန်ကောက်မှာခမ်းနားစွာကျင်းပသွားတဲ့ဘန်ကောက် Pride Parade 2025အကြောင်းတင်ဆက်ပေးခြင်းနဲ့ အရင်နှစ်တည်းကကျင်းပခဲ့ပေမဲ့လိင်တူချစ်သူတွေအတွက်ဇန်နဝါရီ23ရက်နေ့မှာ Merit Equality အဥပဒေကိုအတည်ပြုပြီးနောက်ပိုင်းကျင်းပခဲ့တဲ့ပွဲကြီးဖြစ်တာမို့လို့တမိုင်းဝင်တဲ့ပွဲကြီးတစ်ခုလို့ပြောလို့ရတယ်။ထိုင်းဝင်ကြီးချုပ်ပါဝင်လူပေါင်းသိန်းကျော်တက်ရောက်ခဲ့ပြီးတော့မီတာ900ရှိတဲ့ကမ္ဘာအကြီးဆုံး Rainbow Flag ကြီးကိုတင်ဆောင်ခဲ့ကြတာပါ။ LGBT Julian တို့ရဲ့မတူညီတဲ့အခြေအနေတွေကိုကိုစားပြုခဲ့တဲ့အတွက်ကြောင့် Bondis ပွဲလို့အမည်ပေးထားတဲ့ဒီပွဲတော်ကြီးက Central Wall မှာလည်းအမှုပညာပြပွဲရည်နဲ့ခမ်းနားစာကျင်းပခဲ့တာကိုတွေ့ရတယ်။ ိုင်းနိုင်ငံမှာဂျွန်လတလလုံးကို private အနေနဲ့သတ်မှတ်ထားပြီးတော့ Central War ပါအခြားနေရာအသီးသီးမှာလည်း private ကိုစားပြုပွဲတော်တွေကိုဆက်ပြီးတော့ကျင်းပသွားမှာဖြစ်တဲ့အတွက်ကြောင့်ဝင်ပြီးတော့လည်း join လို့ရရနော်ဒါကြောင့်ဥပြောချင်တာကတော့ချစ်ချင်းမေတ္တာဆိုတာအားလုံးအတွက်ပါကိုယ့်ရဲ့ဖြစ်တည်မှုကိုအပြည့်အဝလက်ခံလိုက်ပါ We were born this way နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးကိုတက်ဆက်ပေးသွားမှာမို့လို့ဆက်လက်ပြီးရောစောင့်ကြည့်ပေးကြအောင်နော်အားလုံးပဲတက်တာ